โอเคပါကျွန်တော်ချက်စီတင်ကိုအပိရကြကျွန်တော်ရဲ့ brother ညီကိုပြိတက်တွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ခံကြောင်းပါစေပေါ့เนาะဆိုတော့ကျွန်တော်အနေနဲ့အာဒီကနေ့ညနေခင်းလေးအတွက်ချက်စီတင်အကြောင်းအရာလေးချို့ကိုဒီလိုလေးမှာတိဆက်ပေးသွားချင်တာပဲဖြစ်ပါတယ်ဆိုတော့အာကျွန်တော်တို့ကဒီရပိုင်းမှာချက်စီတရင်နေနဲ့ပတ်သက်လို့ရှိရင်နည်းနည်းလေးဟိုစိတ်နေရနေတာနမေကျော်အာဇာတရောင်ဖြစ်တဲ့ရိုမာနိုရဲ့တရင်တွေရောနောက်ပြီးတော့အခြားသောနေစာကန်ဆယ်လာတို့အပါဝင်ပေါ့နော်ယုံကြည်စိတ်ချရတဲ့ကျွန်တော်တို့ source တွေရဲ့ အဲ report တွေကတက်လာခဲ့တာဖြစ်တယ်။အဲ့ဒီထဲမှာမှဒါလက်တလုံးကျွန်တော်တို့ပြောနေရတဲ့ Iran Sanctuary Situation နဲ့စဖွဲ့မယ်ဆိုရင်အာအနုံးသီးရဲ့အတိုင်းပဲပေါ့နော်။ဒါကြောင့် Chelsea သင်းနဲ့ United ကြားမှာသဘောတူထားတဲ့အတိုင်း Chelsea သင်းကယာတီကိုမှ Sancho ကိုအပိတမခေါ်ဘူးဆိုလို့ရှိရင်ပေါင်၅သန်းပေးရမယ်ဆိုတဲ့ interview ဖြစ်တယ်ပေါ့နော်။လက်တလုံးမှာကလည်း Sancho ကိုခေါ်ဖို့အတွက်ကလက်ရှိမှာ Chelsea သင်းဘက်က intention ကြားနေတယ်။အာ video sorry ကျွန်တော်တို့သတင်းတပုတ်ရဲ့အဆိုအရကြားတော့ အထူးသဖြင့် Chelsea တင်းကလက်ရှိမှာတောင်ပံကစားသမားတအုပ်ကိုရှာဖွေနေတယ်။ဒါပေမဲ့အဲ့ဒါကရေရန်ဆန်ချိုကိုထုတ်ပယ်ဖို့မဟုတ်ဘဲနဲ့အထူးသဖြင့်ဒါကြောင့်အတင်းမှာလက်ရှိဒီကစားဖို့အတွက်ပိတ်ပန်ခြင်းခံထားရတဲ့မခလူမူဒရစ်ပေါ့နော်။ဆိုမူဒရစ်နေရာမှာအစားထိုးဖို့အတွက်ကိုရည်ရွယ်ပြီးတော့တောင်ပံကစားသမားတစ်ရှာဖွေနေတာဖြစ်ပြီးဒါကရေရန်ဆန်ချိုနဲ့မပတ်သက်ဘူးလို့သိရတယ်။ဒါပေမဲ့အဲ့ဒီလိုပြောလို့ဆန်ချိုကိုခေါ်မလားဆိုတော့အဲ့လိုပုံစံမျိုးလည်းမဟုတ်ပြန်ဘူးပေါ့နော်။ဆိုဆန်ချိုနဲ့ပတ်သက်ရင်ကြောက်လေ Chelsea တင်းမကသတိထားပြီးလှုပ်ဆောင်နေတဲ့အပိုင်းနေဖြစ်တယ်လို့ကျွန်တော်တို့အနေနဲ့ ြားသိရတာပဲဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်ရေဒန်ဆန်ချိုရဲ့အခြေအနေနဲ့ပတ်သက်ပြီးနောက်ဆုံးသိရတဲ့အနေအထားပေါ့နော်တောင်ပန်ကစားသမားတစ်ချာဖွေတာကတော့ရေဒန်ဆန်ချိုကြောင့်မဟုတ်ဘူးဒါပေမဲ့ရေဒန်ဆန်ချိုကိုခေါ်ဖို့အတွက်ကလည်းချက်စီသင်းနဲ့တော်တော်လေးစဉ်းစားနေရတဲ့အပိုင်းဖြစ်ပါတယ်ဆိုတော့တစ်ဖက်မှာတော့ချက်စီသင်းအငှားချတာတဲ့ Excel ဒီစာစီပါဒီစာစီနဲ့ပတ်သက်ရင်တော့ချက်စီအသင်းဒီဟိုပြတ်သားတဲ့ decision တစ်ခုချမှတ်ထားပြီးသားအဲ့ဒါက Villa ဘက်ကသာသူ့ကိုဟိုတကယ်ကောင်းမွန်တဲ့ ကန်လန်ချက်မျိုးပေးခဲ့မှဆိုလို့ရှိရင်သူ့ဘက်ကလက်ခံသွားဖို့ရှိတယ်အဲဒီစာစီနဲ့ပတ်သက်လို့ရှိရင်ချက်စီတင်းက close မလုပ်ထားဘူးပေါ့နော်ဆိုတော့အဲ့လိုအနေအထားမျိုးဖြစ်တယ်ဆိုတော့ ရောင်းချဖို့အတွက်ပေါ့နော်ချက်စီးသိန်းရဲ့ပလန်မှာဒီစာစီဒီအဲတတော်လေးအခန်းကဏ္ဍရကြည့်မယ်ဆိုလို့ရှိရင်မိမ့်မိန်သွားခဲ့ပြီလို့ဆိုထားတယ်တစ်ဖက်မှာရောင်ဖီလင်းနဲ့ပတ်သက်ရင်ဒီတိုင်းပဲချက်စီးသိန်းကလာမယ့်နေရာဒီ transfer window မှာ AC Milan အသင်းဘက်ကရောင်ဖီလစ်ဘက်ကိုကောင်းမွန်တဲ့ transfer မျိုးကန့်လန့်ခဲ့တာဖြစ်ဖြစ်ဒါပေမဲ့ Milan ဘက်ကတော့ဖီလစ်ကိုရာဒီကုံမှာပြန်လွှတ်မယ်လို့ကျွန်တော်သတင်းနေကြရပါတော့ဒါမှ AC မဟုတ်ခြားသောအသင်းတွေအနေနဲ့ပေါ့နော်ချက်စီးသိန်းစိတ်ဝင်စားနိုင်တဲ့ ကမ်းလှမ်းချက်မျိုးပေးခဲ့မှဆိုလို့ရှိရင်ရာဟူဖီလစ်ကလည်းဆက်စီသင်းရဲ့ပလန်မှာအလောက်ထိရေးပါတော့တဲ့စာသမားမျိုးမဟုတ်ဘူးလို့ဆိုတော့နောက်ပြီးတော့အမန်ဒိုဘရိုဂျာလည်းဒီတိုင်းပဲဘရိုဂျာနဲ့ပတ်သက်ရင်လည်းချက်စီးသင်းတောင်းဝင်ရှိသူတို့ဘက်ကအကင်ထွက်ကစားသမားတယောက်အနေနဲ့သူ့ပေါ်မှာ respect အပြစ်ရှိတယ်ဒါပေမဲ့လည်းဘရိုဂျာကိုလည်းလိုအပ်လို့ရှိရင်သူတို့အနေနဲ့ရောင်းထုတ်သွားဖို့ဝင်လေးမှမဟုတ်ဘူးဆိုတော့အနေထားမျိုးမှာရက်တည်နေလို့ကျွန်တော်သိရတယ်ဆိုတော့တော်တော်များများကစားသမားတွေကိုချက်စီးသင်းကအပိဒါရောင်းချဖို့အတွက်ကိုဟို ဝင်လေးနေမှာမဟုတ်ဘူးဆိုတော့အနေထားမျိုးသွားထားတယ်လို့ပဲကျွန်တော်နည်းနည်းအချင်းချင်းသုံးသပ်လို့ရတယ်လို့ပဲကပါရီဇာဘလကိုင်းဆက်ချူရေးရှင်းဆိုလို့ရှိရင်လည်းချက်စီတင်းက open ပေးထားတယ်ပိုဆိုးတာကကပါရီဇာဘလကာဆိုလို့ရှိရင်လုံးဝ outdoor plan ဖြစ်သွားပြီပေါ့နော်လုံးဝချက်စီတင်းရဲ့ဒီကိုသမဆက်ချူရေးရှင်းမှာကပါရီဇာဘလကာအနေနဲ့နေရာရဖို့လမ်းကြောင်း လုံးဝမရှိတော့ဘူးဂျန်နဲ့ကိုသမတွေကိုပဲချက်စီတင်းဘက်ကစဉ်းစားသွားတော့မယ်ဆိုတဲ့အချက်မျိုးဖြစ်တယ်ပေါ့နော် အဲဆိုတော့လက်ရှိမှာ transfer window မဟုတ်ဘူးဆိုပေမဲ့အာကျွန်တော်တို့ကြားတဲ့ transfer တည်င်းတွေကတော့ Chelsea သင်းဒီလာမယ့်နေရာ transfer window မှာဂျိမ်းနေပေါ့လူသစ်တွေထပ်ဖြည့်မယ်အသင်းကအငှားချထားတဲ့ကစားသမားတွေတော်တော်များများကိုသူ့အနေနဲ့ရောင်းချမယ်ဆိုတဲ့အင်တာဗျူးသွားတယ်လို့အခြေချုပ်သုံးသပ်လို့ရတယ်အလုံးတိအတိုင်းပဲဒီပွဲဆွမ်းဆောင်ရည်နဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်တို့လည်းမပြောတာတော့ကြာပြီပေါ့နော် Chelsea နဲ့ပတ်သက်လို့ရှိရင်တော်တော်လေးဒီနောက်ပိုင်းမှာ နှုတ်ပိတ်နေရတဲ့အနေအထားမျိုးတော့ဖြစ်တာပေါ့နော်။ဒါမှလည်းကိုယ့်အသင်းကိုတော့ကျွန်တော်အားပေးနေဆဲဖြစ်တယ်ဒီလိုပဲအဲချက်စီနဲ့ပတ်သက်တဲ့ blog လေးတွေကိုလည်းကျွန်တော်အနေနဲ့အများကြီးလုပ်ဖို့အတွက်ကျွန်တော်ရည်ရွယ်ထားပါတယ်။နော်ဆက်လက်ပြီးတော့လည်းကျွန်တော်အားပေးကြပါအများရန် follow လုပ်ပြီးတော့အားပေးထားတဲ့ပရိသတ်တွေအားလုံးလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်။ဆိုတော့ဒီအပိုင်းမှာထိတွေ့မှုနည်းနည်းလေးအားနည်းနေပြီမဲ့လဲကျွန်တော်ကိုအားပေးလိုက်ပရိသတ်ဆိုရင်တော့တိမာပါချက်စီတရင်တိတန့်ကိုနားဆင်ကြနေဆိုရင်တော့ like and follow ပြုလုပ်ထားပါကျွန်တော်ရှေ့လာမယ့်အနာဂတ်မှာတော့အများကြီးကျွန်တော်အနေနဲ့ စ조사သွားဖို့ရှိတယ်ဒါပေမဲ့ဒီအခိုက်တန့်လေးမှာတော့ Chelsea ကလည်း form အောက်နေတာရယ် transfer သတင်းတွေကလည်းဟိုညိန်လိုက်ပြန်ပေါ်လာလိုက်ဆိုတဲ့အနေအထားမျိုးကြောင့်နည်းနည်းတော့ပေါ်ပြောက်ဖြစ်နေတာပေါ့ဗျာအားလုံးပဲဒီလောက်ပါပဲဒီနေ့တော့အားလုံးပဲ see you next video ပါเนาะ